သမရထရန်နဲ့စီးရီးယားသမရအေရှားယာအင်ထူရောတွဲဆောင်ပိတ်ဆို့မှုများ6လဆိုင်းငံ့သမရဒေါ်နယ်ထရန့်သည်စီးရီးယားသမရအာမက်အေရှားယာကိုအင်ထူရော၌တွဲဆောင်ခဲ့ပါသည်ဤတွဲဆောင်မှုသည်1946ခုနှစ်နောက်ပိုင်းစီးရီးယားခေါင်းဆောင်တအူ၏ပထမဆုံးအင်ထူရောခရီးစဉ်ဖြစ်ပြီးအမေရိကန်ကစီဇာအဲဥပဒေအရပိတ်ဆို့မှုများကို6လဆိုင်းငံ့လိုက်သည့်အချိန်နှင့်တိုက်ဆိုင်ခဲ့သည် အဲရှာယာသည်ယခင်အဲကိုင်ဒါကွန်မန်ဒါတအူးဖြစ်တော်လဲယမန်နှစ်တွင်ဘာရှာအဲအာဆက်ကိုဖြုတ်ချခဲ့ပြီးနောက်နိုင်ငံတကာအထူးကြံမှုမှ ရုံးထွက်ရန်ကြိုးပမ်းနေသည်ဖရန်ကလည်းကောင်းအားချီကျူးပြီးခတ်ထန်တဲ့သူဟုပြောကြခဲ့သည်ဆွေနွေပွဲအပြီးတွင်ဆီးရီးယားသည် ISIA အကြံဖက်အဖွဲ့အားတိုက်ခိုက်မိကမ္ဘာလုံးဆိုင်ရာမဟာမိတ်အဖွဲ့တွင်ပါဝင်မည်ဖြစ်ကြောင်းအတည်ပြုခဲ့သည် ထို့အပြင်တမရထရန့်သည်ဆီးရီးယားနှင့်အစ္စရေးအကြားသဘောတူညီချက်ရရှိရေးကိုလှုံ့ဆော်နေကြောင်းအရေးမွတ်ပြောကြားခဲ့ပါသည်။နေ့စဉ်သတင်းများအတွေ့ဒီဗီဒီယိုကို like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့နော်။